2000 FM, keeping you up to date with the latest news and current affairs from around the world. Stand by for the next program, broadcasting in Burmese. 做鸟咩？对生活没概念，早知道不，社会上不会坑蒙拐骗了。什么都没，难道他信鸟啊？鸟信？Radio two thousand ninety eight point five FM multicultural radio。都鸟信啊？鸟？Radio two thousand ninety eight point five FM，真正没靠山的，都信鸟？Radio 的狗娃信。都在信鸟信？ ဒီကနေ့မြန်မာတက္ကရာ1398ခုနှစ်ပြာသူလပြည့်ကျော်၄ရက်ခရစ်တက္ကရာ2019ခု January လတရက်တနင်္ဂနွေနေ့မြန်မာပိုင်းအစီအစဉ်များကို ကျမနှင်းမြခိုင်ကတာဝန်ယူထုတ်လွှင့်မှာဖြစ်ပါရဲ့ရှင် ဟရနာနာမည်ကို အော်စထရီးယန်နိုင်ငံသားမြင်းပွေဘူကီဒိုင်မစ္စတာဟာဘတ်ဘယ်လမီနှင့် လင်ပင်ထိတ်တင်မလတ်တို့မှ1932ခုနှစ်ဂျွန်ဂျွန်လတရက်နေ့ဗုဒ္ဓဦးနေ့တွင်ဖွားမြင်ခဲ့သည်ဘိုက်ခွဲမွေးခဲ့ရသူဟုဆိုသည်ဖခင်ဖြစ်သူဘယ်လမီကဂျွန်လတွင်မွေးဖွားသည့်အတွေ့ဂျွန်ရိုးစုအမိမဲ့ခဲ့သည်ဂျွန်လနှင်းစီဟု အတိတ်ပဲရသည် ဖခင်ဖြစ်သူကမိသူပင် အနောက်တိုင်းဆန်းဆန်းအင်္ဂလိပ်အမည်မှဲ့စေကမူမေရော လင်ပင်ထိတ်တင်မလကခီဟန်နန်ဟန်နှင့်မင်းဆွေမင်းမျိုးတို့ထုံးစံအတိုင်းအမည်မှဲ့လိုသည်အင်းရှိမင်းမျိုးမင်းဝဲဆက်ဖြစ်၍တင်တင်နှင့်စား၍မှဲ့ရသည်ထိတ်တင်ဆိုသည်နှင့်တွဲ၍မမှဲ့ရပေ ထို့သောအမည်မျိုးကိုလည်းတာမန်မှဲ့ယူမှဲ့စဉ်ဖြစ်၍ထိတ်တင်မလကမမှဲ့လိုပေမှန်ပေသည် ထိတ်တင့်မတ်လက်သည့်အိမ်ရှိဆန်ကနောင်မင်းသားကြီး မြေးတော်လင်းပစ်မင်းသားကြီး၏ဒုတိယသမီးတော်ဖြစ်နေသည်မှုသူသမီးတော်ကလေးကိုလည်းနန်းဒလိထုံတန်းအစဉ်အလာအတိုင်းမှဲ့လို့သည်မှသဘာဝကျလှပေသည် သူဖြစ်၍ဘိုးတော်အိမ်ရှိဆန်ကနောင်မင်း၏ကျင်ရသက်ထားအိမ်ရှိမိဘများလှိုင်းထိတ်ထားလှိုင်းထိတ်ခေါင်တင်ရည်သည့် ဝီဇယကာရီနန်းတွင်ဝိထုထဲမှယရနာနတ်မေမင်းသမီးကလေးအမိကိုယူကာသမီးတော်လေးကိုယရနာနတ်မေဟု အမျက်တနို့အမိမှဲ့ခဲ့လေသည်ယရနာနတ်မေဝမ်ဝဲညီအမတအူးကိုယရနာနတ်ဝေဟုခေါ်ကြောင်းအင်းရှိစံမင်းဆွေတော်မျိုးဆက်စည်င်းတွင် တွေ့ရသည်ဟု စာရေးဆရာကြီး မောင်တန်းဆွေကွင်းစကွင်းဘိတ်တဝေကပြောပြဘူးသည် ယရနာနမေတီငယ်စဉ်ကမိဘနှစ်ပါးနဲ့အတူစစ်ကြီးအတွင်းအိန္ဒိယသို့ပြေးခဲ့ကြရသည်အိန္ဒိယတွင်ယရနာနမေတီသာသနာပြုကျောင်း၌ပညာသင်ယူခဲ့ရသည်သာသနာပြုဆရာမများကသွေးနှောသူကဗျာကလေးမှုချိုးချိုးဖဲ့ဖဲ့ခွဲခြားဆက်ဆံခဲ့ကြသည် ယရနာနတ်မယ်ကလေးကလေသူ့အပေါ်အများရှိ၌အချိန်ချင်းအခါကအဆက်ခွဲခဲ့မှုကိုမချေနိုင်၍ပြန်လဲရွတ်တိုက်ရမှနောက်ဆုံးပိတ်ကြောင်းထုတ်ပယ်ခံရသည့်အသည့်ဖြစ်ခဲ့ရသည်မြန်မာပြည်နောက်ခံစက်ကတကားဖြစ်သောခရမ်းရောင်လွင်ပြင် The Purple Plane တွင်ရုပ်ရှင်ရုပ်ရှင်မင်းသားကြီး Gregory Peck နှင့်တွဲ၍ရုပ်ရှင်သရုပ်ဆောင်အဖြစ်ရိုက်ကူးရန်ကန့်လှန့်ခြင်းခံခဲ့ရသည် သို့သောမြန်မာရင်ကျမှုနှင့်မလျော်ညီသည့်ကိစ္စရပ်များကိုရုပ်ရှင်ထုတ်လွှင့်သူများဘက်မှတောင်းဆိုချက်ကြောင့်ယရနာနတ်မေကညှင်းပယ်ခဲ့သည်နောင်တွင်ရဲဘော်၃ချိတ်ဝင်ဘိုးဆက်ကြဤဒုတိယဇနီးဝင်းမင်းတန်းနှင့်ရိုက်ကူးဖြစ်သွားသည် ဝင်းမင်းတန်းဤအမိရင်းမှ Miss Helga Johnson Cole ဝင်းဝင်းဝင်းဖြစ်ပြီးပကိုးသူဖြစ်သည်အဆိုပါခရိုင်အောင်လွင်ပြင် ရုပ်ရှင်ကားမှာ HE Big ဆိုသူ၏ဝတ္ထုကိုအခြေခံ၍ရိုက်ကူးခဲ့ခြင်းဖြစ်ပြီးကဘာကျော်ဇက်ဇက်ကဖြစ်သွားသည်ယန္နာနမေတီအသက်22နှစ်အရွယ်1954ခုနှစ်တွင်အီတာလီယန်လူမျိုးကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှမြန်မာပြည်တွင်တာဝန်ထမ်းဆောင်နေသောဆရာဝန်မာရီယိုပိုစတီဂယ်လီယိုနီနှင့်လက်ထပ်ခဲ့သည်ယင်းနှစ်သားမိုက်ကယ်နှင့် မော်ရစ်စ်တို့ကိုထွန်းကားခဲ့သည်။တာကြီးမိုက်ကယ်သည်1969ခုနှစ်ဇူလိုင်လကဗုဒ္ဓဂါရသို့ဖျားဖူးသွားကကားတိုက်ခံရ၍ဆုံးပါခဲ့သည်။ယရနာနတ်မေတို့မိသားစုသည်မြန်မာပြည်တွင် နေထိုင်စဉ်အတွင်းကွန်မြူနစ်လက်နက်ကင်တို့ကယရနာနတ်မေ၏ခင်ပွန်းကိုပြန်ပြီးဆွဲသွားခဲ့မှုသည် အကျိုးအကြောင်းရှင်းပြမေတ္တာရက်ခတ်မှပြန်လွတ်ပေးခဲ့သည်။ယင်းနောက်သူ၏ခင်ပွန်းသည် ဇာတိအီတလီနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်အီတလီတွင်နေထိုင်ပြီးနောက်ပိုင်းတွင်လင်မယားချင်းစိတ်သဘောထားမတိုက်ဆိုင်သဖြင့်အီတလီမြို့တရားရုံးတစ်ခုတွင်တရားဝင်ကွာရှင်းပြက်ဆဲလိုက်သည်သားနှုတ်နှစ်သာအီတလီနိုင်ငံ၌ဆက်လက်နေထိုင်သည်1963ခုနှစ်အေဘီလ14ရက်နေ့ဖာဂင်ဂျီဘယ်လမီဆုံးမသွားသဖြင့်ယရနာနတ်မေသည်ပြည်တော်ပြန်ရန်ပြင်ဆင်ခဲ့သည် ထိုစဉ်ကယရနာနတ်မေ၏မိဘများသည့်မိမျိုး ခေါ်ပြင်ဦးလွင် ်ခောက်ကွေးအနီး၌နေထိုင်ကြသည်ယန္နနတ်မေသည်မြန်မာပြည်သို့ဖားခင်ကြီး၏နာရေးကိုလာရောက်ရန်ဗီဇာလျှောက်ထားရာထုံးစံအတိုင်းအီတလီရောက်ယောမမြို့ရှိမြန်မာတန်ယုံကအမျိုးမျိုးညစ်ပတ်၍ဗီဇာထုတ်မပေးခဲ့ကြ။တို့ဖြင့်ဦးနေဝင်းဤဇနီးကတိပတ်တန်းခေါ်ဒေါ်ခေမီတန်းအားလှမ်း၍အကူအညီတောင်းခံရာမှအဆင်ပြေသွားခဲ့သည်။ထိုချိန်မှစ၍ဦးနေဝင်းနှင့်ပြန်လည်တွေ့ဆုံ괴ရခဲ့သည်။ ။ဟိရဏနာမည်သည့်အသက်16နှစ်အပြူအယွေကလေးကပင်ဥနေဝိနှင့်ယင်းနှီးနေ၍လူငယ်တို့ဘာသာဘာဝမေတ္တာမျှခဲ့ဘူးသည်။သို့သောဖခင်ကြီးဤခါကားသီသည့်ညင်ပယ်မှုကြောင့်ရှေ့မတူရတော့ပေ။ယရနာနမေဤဖာကင်ကြီးဘယ်လမီသည်ဥနေဝင်းကို၎င်းဂျပန်ပြည်သို့စစ်ပညာသင်မသွားခင်ခပင်စိတ်ကဆန်မြင်ပွဲ၌တိကျွမ်းနေသည်အလောင်းအစဝါသနာထုံ၍ဖြန့်ကျရသည် မိမရှုပ်တတ်သောဥနေဝင်းကို ထိုစဉ်ကပင်သဘောမချခဲ့ပြီးခတ္တနံပင်ဆက်ဆန့်သည်ရီစာမှုလိုထား၍မိမရှုပ်တတ်မှုကြောင့်တမိဖြစ်သူနှင့်ရင်းနှီးကျွမ်းဝင်သွားမည်ကိုဆိုရင်ကအမျိုးမျိုးနားချအဆက်အသွယ်ဖြတ်ခိုင်းသည်ဤသို့ဖြင့်ဥနေဝင်းနှင့်အချစ်ဆက်လန်းသည်ပြတ်သွားပေသည် ဖခင်ကြီးကျွင်းချံသောရုပ်အလောင်းကိုပြင်ဦးလွင်ကက်သလစ်တင်ကြိုင်၌ဂူသွင်းသူပြီးနောက်အီတလီနိုင်ငံသို့ပြန်သွားသောအခါဦးနေဝင်းကမျိုးသားထောက်လန်းရေးညွှန်ကြားရေးမှုဦးလေးမောင် အာအီတလီသို့ဆီလွတ်၍ယရနာနတ်မယ်ရှာပုံတော်ဖွင့်ခိုင်းသည်ထိုစဉ်ကဦးနေဝင်းသည်ဒိုကီမီတန်နှင့်ပေါင်းသင်းနေ၍လွတ်လပ်သူမဟုတ်ပေ မဟုတ်တဲ့အတွေ့အတွေ့မခံပေရှောင်ပုံးနေသောကြောင့်ဦးလေးမောင်သည်မြည်သွမျှရှာမရပေ ပြီးတော့ပြန်ခဲ့ရသည်ထို့နောက်ဖခင်ကြီးကွယ်လွန်ပြီးဆယ်နှစ်အကြာ1983ခုနှစ်ဇန်နဝါရီလ29ရက်နေ့တွင် မေရိုလင်ပင်ထိတ်တင့်မလတ်သည်မြေမြုပ်ပြင်ဦးလွေ၌ကံကုံသွားခဲ့ပြန်သည် မေရိုကံကုံစဉ်ကသမီးဖြစ်သူယရနာနတ်မင်မှအီတလီနိုင်ငံအီတလီနိုင်ငံဖလော်ရင်စ်မြို့၌နေထိုင်လျက်ရှိသည် မေတို့ကြီးဆန္ဒအတိုင်းအလောင်းတော်ကိုမိစကြိုပြီအယိုးပြကိုဖားခင်ကြီးဘယ်လမီအုတ်ကူရင်ထဲ့သွင်းရင်ဆွေတော်မျိုးတော်တို့ကစီစဉ်သောအခါလင်းပင်ထိတ်တဲ့မတ်လတ်တီဗုဒ္ဓဘာသာဖြစ်နေ၍ကက်သလစ်အသင်းတော်ကလက်မခံဟုဆိုသည်ဤကိစ္စလက်ခဲတင်းလင်းဖြစ်နေမှနိုင်ငံသားရောက်သမီးတော်အကြောင်းကြားကြသည်သမီးတော်ယရဏနတ်မေကလည်းမလာရောက်နိုင်ဖြစ်နေသည် နောက်ဆုံးပြည်ပမှနေ၍ဥနေဝင်းထံထပ်မံကူညီတောင်းခဲ့ရပြန်သည်ဤသို့ဥနေဝင်း၏အကူအညီဖြင့်မေတော်ဤအယိုးပြအိုးကိုဖခင်ကြီးအုတ်ကုခြေရင်းတွင်ညှုံ့နှံခွင့်ရခဲ့သည်ယခုအခါပြအိုးပေါ်မှ အလှဆင်ပြုလုပ်ထားသောပန်းအိုးများပျက်စီးသွားပြီဖြစ်သည် မေရောထိတ်တင်မလတ်မွေထားသော ခွေးကြီးကိုမူမှားထားသည့်အတိုင်းမတက်ရဲ့၍ကြာကြနန်းနမွေးမြူမီသူတို့အူးကို ပေးလိုက်ကြသည် ထို့နောက်ဥနိဝင်းသည်စိတ်ယောဂကုသယံဩစတြီးယားနိုင်ငံမီယန်နာမျိုးရှိ စိတ်ယောဂကုဆေးရုံသို့ရောက်ရှိစဉ်အတွင်တချိန်ကဖားခင်ကြီးနှင့်မေရိုရီနာယေကိစ္စအဝဝကိုကုညီမှုအတွေ့ ကျေးဇူးတင်စကားတွားရောက်တွေ့ဆုံပြောကြရာထို့ကကြမှသူဤဇနီးကတိပါတန်းခေါ်ဒေါခိမီတန်း1982ခုနှစ်စက်တဘာလ29ရက်နေ့တွင်ဦးနှောက်သွေးကြောပြက်ယောဂဖြင့်ကွယ်လွန်သွားခဲ့ကြောင်းသိရှိရသည် ထို့ချိန်မှစ၍ဦးနေဝင်းနှင့်ပြန်လည်ဆက်သွယ်မိကဇလန်းဟောင်းပြန်ဆာခဲ့ကြသည်တနည်းအကြရေရတနာနတ်မေအားလက်ထပ်ခွင့်တောင်းခဲ့သည် ။ဦးနေဝင်းစီရန်ကုန်ဝိဆာနယ်သိပ်ပံတက္ကသိုလ်သမိုင်းဌာနမှကတိကဒေါ်နီနီမြင့်နှင့်ခုနှစ်နှစ်ကြာပေါင်းသိန်းကွာရှင်းပြက်စဲက1986ခုနှစ်ဒီဇင်ဘာလ24ရက်တောက်ကြနေတွင်သမရအိန်ဒို၌ယရနာနမေအားလက်ထပ်ထိမ်းမြားခဲ့သည်။ရင်တို့ထိမ်းမြလက်ထက်သည့်တရင်ကို1986ခုဒီဇင်ဘာ25ရက်နေ့ထုတ်ကျေးမုံတရင်စာတွင် သမရာကြီးဥနေဝင်းလက်ထက်ပြည်စည်းခြင်းဟူသောကောင်းစဉ်ဖြင့်ဖော်ပြခဲ့သည်စေအာနာရှင်ကြီးဘူနေဝင်းဤဇနီးတော်များအကြောင်းအပိုင်းငါးကိုဤတွင်ပဲခိတ္တခဏရဆိုင်ပြစီခမညာ 街道，巡逻的小鬼为了。